နေနာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေဘိုင်ရကုမျက်နှာမြတ်ဘိုင်ကုသာကြောင့်အားလုံးကြွချင်ပါစေကြောင့်ဘိုင်စုဘုံကောင်းတောက်ပါနဲ့ဒါဒီနေ့ကဘိုင်စိတ်မှကောင်းတာလေးနဲ့အဲစကားလေးပြောချင်လို့ဒါကျော်ဝင်းထွတ်တို့အဥမိုက်ကြီးတို့ကျော်ဝင်းထွတ်တို့နောက်တစ်ခါဟောအုံတိုင်းလာအုံတိုင်းတို့ဘာသာကျွန်တော်မသိပါဘူးဥမိုက်ကြီးတို့ဘာလို့လဲတိတ်ပြီးတော့မရင်းနေပါဘူးကျွန်တော်ဒါကျော်လေးနဲ့ကြတော့ဒါဟိုအရင်တော့ကျွန်တော်စကားပေါင်းဆုံးအဲသူနဲ့ရိုက်ထူးတာများတယ်များတဲ့ခါကျတော့ဒါတိကျွမ်းနေပါတော့ခင်မှုရှိတယ်တိကျွမ်းနေပါဒါပေမဲ့သူတို့နဲ့ကျွန်တော်နဲ့ အဲစကားမပြောပြတော့တာတော့နှစ်တော်တော်ကြာသွားပြီဗီဒီယိုကာလအာဖရိတ်သွားတဲ့ကူကဗီဒီယိုကာလဖရိတ်သွားတဲ့ကူကဒါရိုက်ကွင်းဒီမှာလည်းမဆုံးဖြစ်တော့အပြင်မှာကျတော့တောင်းတတဆုံးမှုကခက်ခဲသွားတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီလိုပြောနေတာဟုတ်လည်းပဲဒါသူကအကောက်သူကလည်းတက်တော့တောင်းတယ်ကတက်တော့တောင်းတယ်ကျွန်တော်တက်တော့တယ်မှာတောင်းတော့ဒါအာသူကဟိုနိုင်ရောင်းပါရောင်းညာရောင်းကျွန်တော်တွေ့တယ် အဲကျွန်တော်ကလည်းပဲဒီလိုတက်မဘကထောက်ခံပြီးတော့အာဒါစကားပြောဆိုနေတာလည်းပဲဒါသူတို့သိတာပဲနော်သိတယ်တွေ့တယ်ဒါမှသူလည်းသူ့အောင်နေကိုလည်းကိုပေါ့အောင်နေပြီးတော့ရှိတယ်ဒါမှဒီနေ့ဒီတရင်ကြားလိုက်တော့ကျွန်တော်ရှင်ထဲမှာစိတ်ထဲမှာကောင်းဖြစ်တယ်ဒီတရင်ကဘာကြောင့်ဒီလိုမျိုးစိတ်ထဲမှာကောင်းကင်ဖြစ်ရလဲဆိုရင်နိုင်ငံမှာအုပ်ချုပ်တဲ့အစိုးရတရကဒါရွေးကောက်ပွဲကိုလှုပ်ပေးတယ်ဒီမိုကရေစီစံနှုန်းရရွေးကောက်ပွဲကိုလှုပ်ပေးတယ်တမ်းတော်ကလှုပ်ပေးတဲ့ရွေးကောက်ပွဲအတူရောက်ရွေးကောက်ပွဲပါဆိုပြီးတော့ပြောတယ် တောက်လျှောက်ဒေါ်အောင်ဆန်းစုကြည်တို့ရခဲ့တော့နဲ့တပ်မတော်ကဦးတန်းရွှေလက်ထက်ကလှုပ်ပေးခဲ့တာလွတ်တော်တွေဘာညာလဲအစာဆုံးလည်းပဲတပ်မတော်အစိုးရတွေမျိုးပဲလှုပ်ပေးခဲ့တာတရားမဝင်ရွေးကောက်ပဲဖြစ်ပြန်哦အဲ့တော့တစ်ဖက်နိုင်ငံသားကနေပြီးတော့ဒီကောင်တွေလှော်ကျင်တိုင်းလှော်တယ်ပြောကျင်တိုင်းပြောတယ်ဒါတော့မြန်မာနိုင်ငံထဲမှာရှိတဲ့ညီကောင်တွေနဲ့နားမယောင်မှုလို့တယ်ကျောင်းဝင်းတို့ဘာလို့ဆိုကျွန်တော်တို့အရင်တော့ကျွန်တော်သိရှိသလောက်ဆိုတော့အာဒါသူတို့နိုင်ရင်ပြောတာပါညာကျွန်တော်မကြားမိဘူး မကြမိဘူးဒါမဲ့အဲ့လိုနိုင်ငံချောင်းကနေပြီးတော့မှသွေးတွန်းလို့ဆိုပြီးတော့ဘာလို့ညာလို့ပြောရနေမျိုးမှအာဒီလိုကြီးလိုက်လုတယ်လို့တော့ကျွန်တော်အနေနဲ့ယူဆမိဒါမဲ့ကြော်လေးကတော့အဲကြော်လေးကတော့ဥသိရဲ့အဲတပည့်ပဲဥသိမှာရင်တပည့်ပဲသူကတော့နော်သို့တော်လည်းပဲသူတောက်လျှောက်လို့တာလည်းကျွန်တော်တွေ့နေတာလိုင်းနေမှာဈေးရောက်လာတော့ပဲကျွန်တော်တွေ့နေတာနိုင်ရောက်ပါရောက်ညာရောက်နေတွေ့နေရတယ်။အဲ့လိုမျိုးတော့ရှိတယ်။ အဲ့တော့တဖက်မမှန်ရှိတဲ့တိုင်ငစီတို့ပါတော့အဲ့ဒီအဖွဲ့ဒီဟိုဘက်ကရှိတယ်ဒီဘက်ကအာခေတ္တမိုင်းဓမ္မဆိုင်မြေသူများမင်းသားမင်းသမီးတို့တောက်ဖို့ဖြတ်ဖို့တို့ဘိုင်းကောင်းလို့ဖို့တို့တောက်ဆောင်ကြကြတာမြန်မာနိုင်ငံထဲမှာနေမြန်မာနိုင်ငံအစိုးရရဲ့အဲအုတ်ချုပ်မှုရန်နဲ့အောက်မှာနေလို့ရှိရင်ဒီအစိုးရနဲ့တားဆတာတဲ့အောင်နေရတယ်အစိုးရရဲ့အုတ်ချုပ်မှုအောက်မှာဥပဒေအောက်မှာပဲလေးစားလိုက်တာဆိုတာနေထိုင်ရတယ် အဲ့လိုပဲနိုင်ငံတကာမှာရှိနေတဲ့သူတွေကလည်းထိုင်းဆိုတဲ့ထိုင်းနိုင်ငံဥပဒေကိုလေးစားလိုက်နာရမယ်အဲထိုင်းအစိုးရရဲ့ဥပဒေကိုလေးစားလိုက်နာရမယ်ကျွန်တော်တို့ဒီမှာလည်းပဲထွန်းစည်း၎င်းမှာကိုဗစ်ဖြစ်လို့ရှင်နဲ့ကိုဗစ်ဖြစ်တဲ့အကြောင်း ဟာလားဒါပညာပေးသေးဥဆောင်လေးတွေလုတ်ပြတယ်အနုပညာသမားတွေလုတ်ပြတယ်အဲဟုတ်ပြီအဲငလျင်ဆိုလဲငလျင်အခုရွေးကောက်ပွဲဆိုတော့ရွေးကောက်ပွဲဒါတွေကမိမိတို့နိုင်ငံမှာအောက်ချုပ်နေတဲ့အစိုးရရန်နေရာတည့်ရက်နဲ့တာဟဇာတာဖြစ်အောင်နေတယ်တိုင်းပြည်အတွက်အကျိုးပြုနိုင်တယ်ညာပြုပေးတယ်ဒါကိုဘိုင်းကောလုတ်ဖို့လို့ဟိုတတ်ဖို့လို့ဖြတ်ဖို့လို့တကယ်ညွန်ကြားတာကြတော့နိုင်ငံသားမှနေတဲ့ကောင်လည်းအကုန်ညွန်ကြားတယ်ဒီကောင်လေးဒီပြည်တွင်းထဲကိုလာတာမဟုတ်ဘူးအဲ့တော့ဒီစကားဒီကောင်လေးရဲ့စကားကိုနားယောင်လိုက်တော့ ဒီဘက်မှာမဖြစ်တဲ့ဆိုအခုလို့ဒီစိုးကျိုးတွေဖြစ်လာဒါကြောင်ဝင်းတို့တို့နောက်တစ်ခါဥမိုက်ဒီတို့ဒါအုံနိုင်လို့ဆိုရင်ဒါအကြံဘက်ဥတွေနဲ့အရေးယူခံရတော့မယ်ဟုတ်လားအဲ့တော့ကျွန်တော်ပြောချင်တာညာတို့အဲ့လိုရေးနေတော့ဘာဖြစ်မှာလဲတန်းတော်ကဒီဒီမိုကရေစီလမ်းကြောင်းကိုရှောက်ဖို့အတွက်အင်တိုင်းအားတိုင်းနဲ့လှုပ်ပေးနေတယ်နော် ကိုနိုင်ငံတရားဝင်ဝင်မှာသူတို့ပြောစရာဘယ်နိုင်ငံသားကမှကတော့ပါရာဂယုဆိုင်ကြကိုမလို့တာသူတို့နဲ့ကျွန်တော်နိုင်ငံနဲ့တခြားစီပဲသူတို့ယဉ်ကျေးမှုကျွန်တော်ယဉ်ကျေးမှုတခြားစီပဲသူတို့နိုင်ငံနဲ့သူတို့ကနဲ့သူတို့တော့လဲနေတာဒီဘက်နေမှလားအကြီးတွေရှောက်ပြန်တာသူတို့မှလည်းသူပြက်နာဘောင်းကိုစုံနေတဲ့နိုင်ငံတွေ နော်ဟိုမွတ်စလင်နိုင်ငံနဲ့ထားပြောမှစိုးရိမ်မှလည်းပြောလိုက်ဟိုဘင်္ဂလားဒေ့ကစိုးရိမ်မှလည်းပြောလိုက်ဟိုနေကမလေးရှားစိုးရိမ်မှလည်းပြောလိုက်အဲမွတ်စလင်နိုင်ငံနဲ့ဒီကောင်လေးစိုးရိမ်နေတော့ဘာလို့စိုးရိမ်တာဒီကောင်လေးခိုးဝင်လို့မရမှဆိုလို့စိုးရိမ်နေတာပြီးမယ်မသိမယ်တမ်းမလို့အစိုးရဘာညာလာလုံးနဲ့ကိုယ်နိုင်ငံနဲ့ကိုယ့်ဦးလေးကိုယ့်အချုပ်ချာကိုယ့်အာဏာရှိပြီးသားဘယ်ကောင်မှစောက်ကူစက်ကြမလို့စစ်တပ်ကအာဥပဒေက2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်အဲ့တိုင်းပဲသူတို့လေးစားလိုက်တာပြီးတော့မှဥပဒေတိုင်းပဲလိုက်ဆောင်ရပေးတာ ဟုတ်လား2015 2010နဲ့စတဲ့2015မှာဒါအစိုးရတည့်ရသွားပြီ2015နဲ့2020မှာအစိုးရတည့်ရသွားပြီ2020နဲ့2025မှာအစိုးရတည့်ရသွားပြီအခု2025နဲ့2030လောက်ထိနောက်အစိုးရတည့်ရတော့ထပ်ပေါ်ပြီအဲ့ဒါကိုဟိုအစိုးရကအာဘောင်းဝင်မောင်းဒီအစိုးရတရားဝင်မောင်းဆိုနိုင်ငံခြားမှာနေပြီးတောက်ချောက်ပြည်သူတွေကခလေးတွေလူငယ်တွေလော်တယ်တကယ်ကထောင်နေကြတယ်တည်ကြတာဘယ်သူတွေတည်ကြလဲပြည်တွင်းထဲမှာရှိနေတဲ့လူတွေပဲတည်ကြတယ် အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့ပြည်တွင်းထဲမှာနေပြီးတော့เนาะပြည်တွင်းမှာနေပြီးတော့မှပြည်တွင်းမှာရှိနေတဲ့နိုင်ငံမှာရှိနေတဲ့နိုင်ငံတော်ရဲ့အစိုးရနိုင်ငံတော်ရဲ့ဥပဒေကိုလေးစားပါလိုက်နာပါလေးစားပါလိုက်နာပါပြီးတော့လို့ကျင်ခင်ဗျားတို့ကျင်တဲ့ဒီမိုကရေစီတာအခုမဲရဲကောက်ပွဲလုပ်ပြီးပြီဆိုတော့မဲကိုမထည့်ပြထည့်ပြမထည့်ပါဒီမဲရဲကောက်ပွဲကအဲကျွန်တော်တို့ရဲ့ထွက်ပေါက်ပါเนาะတန်းတော်က အဲ့တော့ဒါတွေကထပ်ပေါင်းမဟုတ်ဘူးအဲ့ချိန်မှဆိုတောက်တော့တောက်တော့ပဲနိုင်ငံရှိနေတောက်တော့ရှိနေမှာပဲအဲ့တော့တောက်တော့ထပ်ပေါင်းမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့ကထပ်ပေါင်းဒီလိုမျိုးသာမဲမပေးဘူးဒီတိုင်းရဲ့ရွေးကောက်ပွဲဒီမိုကရေစီကိုလက်မခံပါဘူးဆိုခင်ဗျားတို့စစ်အုပ်ချုပ်ရေးအောက်မှာပဲနေစစ်အုပ်ချုပ်ရေးအောက်မှာပဲအသက်ကြီးပြီးတော့မှခင်ဗျားတို့ဒီလိုပဲလှုပ်သွားမှာဟုတ်လားအဲ့တော့တောင်တော်အစိုးရတရားကနေကောတေးသေးချာဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တင်ပေးတော့ဒီလိုမဟုတ်တော့ကကောမန့်နေရေးပြီးတော့ထောင်းနေ10နှစ်15နှစ်အကြခံပါလားပြီးတော့ဒီလိုကောမန့်ရေးပြီးတိုင်းပြည်ကိုဖျက်ဆီးပါလား တိုင်းပြည်ကိုဝမ်းဝပ်ပတ်မိုးမှလာဆိုတာစဉ်းစားဖို့လိုတယ်နော်နိုင်ငံသားမှနေတဲ့ကောင်တွေကသူတို့အဲ့ဒီနိုင်ငံမှာရှိနေတဲ့အဲအစိုးရတည်ရဲ့ဥပဒေတွေကိုသူတို့မဖောက်ပြန်ဘူးမြန်မာနိုင်ငံတွေကလူတွေကိုပဲလော်တာအမေရိကန်မှာနေတဲ့သူတွေကလည်းအမေရိကန်နိုင်ငံဥပဒေကိုမဖောက်ပြန်ဘူးအမေရိကန်သမ္မတကိုမဆဲရဘူးမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့ဗိုလ်ချုပ်မှုကြီးကိုဆဲတာအဝေးကနေဆဲတာဒီမြန်မာနိုင်ငံထဲမှာလာဆဲတာမဟုတ်ဘူး မက်ဆီဟိုမှာပို့ဆိုပဆက်ဆဲနေတယ်ထိုင်းနိုင်ငံမှာနေပြီးဆဲနေတာမြန်မာနိုင်ငံထဲမှာလာပြီးဆဲတာမဟုတ်ဘူးအဲထိုင်းနိုင်ငံမှာအဲ့ကောင်နေပြီးထိုင်းနိုင်ငံဘရင်ကိုဆဲကြည့်ပါလားဒီကောင်ထန်းချင်းကြည့်သွားမှာပေါ့ဟုတ်လားအဲ့တော့သူများမြောက်ပေးတိုင်းနဲ့မမြောက်ပါနဲ့သူများဒုက္ခပေးတိုင်းနဲ့မယူပါနဲ့မင်းတို့ဒီကေတမိုင်းဒုံသားကြောင့်ပဲအနုပညာရှင်များကိုတတ်မဲ့ဖြတ်မဲ့ချိန်ကြောင့်ပဲဘိုင်းကောလုံးမှာဆိုပြီးတော့တကယ်တာလိုက်လို့ကြည့်လိုက်ပါမင်းတို့တသက်နဲ့တကြုံတသက်တကြုံကထောင်ထဲမှာနေနေကြရအောင်မယ် ကောမန်လေးတွေပေါက်ခဲရေးလိုက်တာနဲ့မင်းတို့ထောင်ကြအောင်မယ်အဲ့ဒါဘာဖြစ်ဆိုနိုင်ငံကိုပျက်စီးအောင်အဲဆွမ်းဆောင်တယ်ဆိုတဲ့ဟာမျိုးတွေမင်းတို့ဖြစ်တယ်အဲ့တော့နိုင်ငံတို့ပျက်စီးအောင်ဆွမ်းဆောင်မှလားနိုင်ငံအကျိုးကိုတည်ဖို့မှလားတပ်မတော်ကနိုင်ငံအကျိုးကိုတည်နိုင်ငံရဲ့အကျိုးတောင်းတည်ဖို့နေတာဖြစ်တဲ့အတွက်မင်းတို့လည်းဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့လိုအပ်တယ်လို့ပြောချင်တယ်အားလုံးကြားမှာပါဗျာ